အခုတ်ကုခရိုင်မြိုင်မြို့နယ်အတွင်း2014ခုနှစ်ကနေ2016စီမံကိန်းကာလအတွင်းကြေးရွာပေါင်း83ရွာအိမ်အရောက်ရေပေးဝေရေးစနစ်ဆောင်ရွက်သွားမယ်လို့သိရပါတယ်။ကိုမျက်နှာသတင်းပေးပို့ထားတာပါခင်ဗျာ။ဤသူတွေရဲ့ကူပေါင်းပါဝင်မှုနဲ့အတူယူနီဆက်နဲ့ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ပူးပေါင်းပြီးကျေးလက်ဒေသတွေကိုအိမ်အရောက်ရေပေးဝေရေးဆောင်ရွက်နေပါတယ်။ အခုလိုဆောင်ရွက်ရမှာ2014-2016စီမံကိန်းဖြစ်ပြီးမြန်မြို့နယ်မှာကျေးရွာပေါင်း80တရွာမှာအိမ်အယောက်ရေပေးတန်အောင်စီစဉ်ထားတယ်လို့သိရပါတယ်။ UNICEF ရဲ့ပြည်သူ့ရဲ့ခြေလက်ရဲ့ပူးပေါင်းပြီးတော့အိမ်နိုင်ရောက်ရေပေးစနစ်ဆောင်ရွက်နေပါတယ်။အဲ့ဒါကတော့လက်ရှိဟိုစီမံကိန်းကာလ2014ရနေပြီးတော့2016ထိဖြစ်ပါတယ်စီမံကိန်းတက်တန်းကတော့စက်တင်ဘာလအထိဖြစ်ပါတယ်ညကျွန်တော်တို့အခု80စုစုပေါင်း80ကျွာရရှိရမှာ 58ရွာပြီးပြီးတော့14ရွာဆောက်ရွက်ဆဲဖြစ်ပါတယ်။ပြည်သူခြေပြုအိမ်ရောက်ရေပေးဝေဖြစ်တာကြောင့်ရေစင်ဆောက်တာပိုက်လိုင်းတူးတာစတဲ့အလုပ်တွေကိုပြည်သူတွေအနေနဲ့ပါဝင်ကူညီရပြီးဒီစီမံကိန်းအတွင်းမှာပါဝင်ပြီးကြံနေတဲ့14ရွာကိုလည်းစီမံကိန်းပြီးပြီးအောင်လှုပ်ဆောင်နေတယ်လို့သိရပါတယ်။စီမံကိန်းရ58ရွာပြီးပြီ14ရွာကျန်နေအဲကျန်တဲ့14ရွာနဲ့ပတ်သက်ပြီးတော့ပြည်သူလူထု ဘက်ကပူပေါင်းပါဝင်ဆောင်ရွက်မဲ့အပိုင်းတွေရှိတယ်။သူအပိုင်းတွေကိုလည်းအချိန်မီပြီးစည်းဖို့အတွက်ကျွန်တော်တို့ကဟိုတိုက်တွန်းသွားမယ်။ကျွန်တော်တို့ဘက်ကလည်းပံ့ပိုးရမယ့်အပိုင်းတွေကိုစီမံရေးကာလဖြစ်တဲ့ဒီ2014ရနေ2016အတွင်းကိုအချိန်မီပြီးစည်းဖို့အတွက်ပူပေါင်းပြည်သူလူနဲ့အတူယူနီဆက်ကြီးလက်နဲ့ပူပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ပခုတ်ကိုခရိုင်မြိုင်မြို့နယ်ကအပူပိုင်းရေရှားဒေသတစ်ခုဖြစ်ပြီးအရင်နှစ်တွေထက်ရေရှားပါတဲ့ကျေးရွာတွေပုံများလာတာကြောင့်အခုလိုအကူအညီတွေပေးနေရတာပါကျွန်တော်မြင့်နိုင်သတင်းပေးပို့ထားတာပါ